ီနေ့စာဖတ်မယ်ပုံစံနည်းနည်းလေးတော့မတူတော့ဘူးပေါ့နော်အဲ့တော့ခိုင်းဆိုလို့ရှိရင်စာဖတ်တော့မယ်ဆိုရင်အရင်ဆုံးထားပါရဲ့ဆိုတော့ကြိုးဖတ်တယ်ပေါ့နော်ပြီးရင်ကြိုးရှာရဲပေါ့ဒါပေမဲ့အဲ့လိုကအချိန်ကြာရဲပေါ့နော်ပြီးတော့အဲအချိန်ရွှေရင်ရွှေနေတော့မဖတ်ပြတော့ပေါ့နော်အဲ့တော့ဒီနေ့ကဘယ်လိုလုပ်မယ်စဉ်းစားထားလဲဆိုလို့ရှိရင်အဲစာဖတ်မယ်ပေါ့နော်အဲ့တော့ဖတ်ပြီးနေတကယ်လို့မသိရထွေးလို့ရှိရင်ချက်ချင်းပဲဒီမှာကောက်ရှာလိုက်မှာပေါ့နော်ဆိုတဲ့အခါကျတော့ကိုလည်းအဲတိနေလားဆိုတော့လည်းဟုတ်ပြောမယ် မသိမိရမှာမဟုတ်ပဲねဒီလိုဖိင်းဖိင်းနေပေါ့เนาะတူတူအာရှာသွားတဲ့သုံးမျိုးဖြစ်မှာပေါ့เนาะโอเคအဲ့တော့အရင်ဆုံးဖတ်ခင်ဖတ်လို့ကြမှာလဲဆိုရင်အာခေါင်းစဉ်လေးဖတ်ကြည့်မယ်ပုံလေးကြည့်မယ်အာ diagram လေးကြည့်မယ်ပေါ့เนาะအဲ့လေးရင်းလို့ကြည့်ကြโอเคအဲ့တော့ခေါင်းစဉ်ကြည့်လို့ရှိရင် concepts become forces when they resist one another အဲ့တော့သူ့ကိုဖာသာပြန်လဲလို့ရှိရင်တော့ concept ဒီလိုအယူအဆတွေက forces ဟိုအားတစ်ခုဖြစ်လာတယ်ပေါ့အားကြီးဖြစ်လာတယ်ပေါ့နော် when they resist one another တခုတခု resist ဆိုတာဒီနေရာမှာ um ခက်ဟိုပြောမလဲမလိုက်ရောပဲအဲ့လိုမျိုးတင်းခံနေရအဲ့လိုမျိုးဟာဘာမှမသိဘူးအဲ့တော့တကယ်လို့အဲ့လိုမျိုးတင်းခံနေရအခါကြာလို့ရှိရင်တွန်းအားကြီးဖြစ်လာရင်အဲ့လိုပြောရလားမသိဘူးပေါ့နော်အဲ့တော့နောက်ဖတ်ပြီးမှသိမှာပေါ့ခေါင်းဆရာဖတ်ပြီးပဲ Okay အဲ့တော့အုံနောက်ထဲအဲပုံလေးကကြတော့အုံနောက်လေးထဲမှာမြားလေးနဲ့ပြီးလို့ရှိရင်ဒါဟိုသွားလူသွားလေးသူသွားနေပေါ့နော်ဒါ forces လေးဖြစ်လာတယ်ပေါ့ okay အဲ့တော့ပညာရှင်ကကြတော့ Johann Friedrich Herbert 1896ကနေ1841ခုနှစ်အထိอืมอืมအဲ့တော့သူ့ရဲ့ approach က Parallel Swing Structuralism အဲတော့ structuralism ဆိုတာကအော်ဂျမနိုင်းမှာရှာကြည့်မယ်โอเค so structuralism ဆိုတာက intellectual movement တခုဖြစ်တယ်ပေါ့เนาะအဲဆိုဆိုဆိုအဲ့လိုမျိုး philosophy အဲ အစောလိုမျိုးအိမ်ဝေချတာအဲဒါမှမဟုတ်ရှင်ခန္ဓာကိုယ်ထဲမှာအရေးရှိအစားပြုဖြစ်ပေါ့နော်အဲလိုမျိုးပဲအာရွေးတခုဖြစ်တယ်ပေါ့နော်ဘာလဲဆိုလို့ရှိရင်အဲသူ့ကိုလွှမ်းမိုးထားတာရဲ့ဘာရှိမလဲဆိုရင် anthropology ရဲ့မနုဿဗေဒပညာပေါ့ linguistics ဆိုတော့ဘာသာအဲဘာသာစကားလေ့လာမှုပညာပေါ့ sociology ဒါလွှမ်းမိုးဗေဒသင် literary theory ဆိုတော့ဒါစာပေ theory လို့ပြန်လာပေါ့ အဲသူ့ရဲ့ concept ရဲ့ဘာရှိတယ်ဆိုရင် underlying structure သူကအဲဒီလူတယောက်မှာရှိရပါတော့ hidden patterns of relationships that give meaning to cultural and social practices အဲ့တော့အရင်ကြီးမှုနဲ့ဒီလူမှုဆက်ဆံရေးဒီအလေးအလာရဲ့အောက်မှာသူရှိရဲ့ဟို pattern လေးရှိရပါတော့အဲ့ pattern လေးတော့သူအာပေါ်ထုတ်ဖို့ဖြစ်တယ်ဟဲ့အဲ့တော့ ဘလိုမျိုး system နေလဲပေါ့နော်ဆိုတော့ခါကျတော့အာ okay သူကဒီ system တစ်ခုလုံးမှရှိတယ် pieces pieces အဲ့လိုပိုင်းစားတဲ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 တခုချင်းစီလိုက်ကြည့်လို့ရှိရင်ဒိဗ္ဗံကမပြည့်စုံဘူးဒါပေမဲ့လေအာဟိုဟိုအဲ့ပိုင်းစားတဲ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 တို့တခြားကျန်တဲ့ပိုင်းဆိုင်နဲ့ချိတ်ဆက်ကြည့်မှသာရင်မြင်နိုင်မယ်ဟို overall ဘလိုလဲပြုတ်ပုံကားချက်တစ်ခုလုံးကြီးမြင်နိုင်မယ်ဒီမျိုးပြောတာပေါ့နော် okay ah structure လို့ဆန်ပြတာအဲ့တော့ nay ပြောပို့ပြီးရော specific ဖြစ်အောင်လုပ်မယ် in psychology okay အဲ့ psychology မှာဆိုလို့ရှင်တော့တူစိတ်ကိုအပိုင်းနေတဲ့အဖြစ်ခွဲခြမ်းစိတ်ပြရဲ့အာဖြစ်ပါရဲ့ အဲ့တော့သူကဘလိုမျိုးခွဲရစိတ်ဖြောင်းမလဲဆိုလို့ရှိရင်စိတ်ဆိုတဲ့ဟာကိုဒီလိုတိတဲ့ဒီလိုခံစားတိတဲ့အဲအတိအနေနဲ့သူခွဲကြရပါတော့။အဲ့တော့အတွေးတွေရှိမယ်ခံစားချက်တွေရှိမယ် sensation ဆိုတာဒီလိုအာရုံကိုတိမှုတွေဖြစ်မှာပေါ့နော်။ Okay. So, I just finished it up. ော့ before သူ့မတိုင်ခင်ကဘာရှိခဲ့လဲဆို1904ခုနှစ်မှာ German philosopher ဂျာမန်တွေးခေါ်ပညာရှင် Gottfried အာ Leibniz ကိုခေါ်တဲ့သူကအဲဘာပြောခဲ့လဲဆိုရင် discusses အာ Pitt's perceptions အဲ့တော့သူ့အဲဘာသာပြန်လို့ရှင် perceptions without consciousness အဲ့တော့သိစိတ်အာမရှိပဲအာ ဖတ်လာတဲ့အဲ့လိုအမြင်လေးလို့ပြောရမှာ perception ဆိုတာပေါ့နော်တခုခုကိုကလက်ခံပြီးတော့ဘာသာပြန်လိုက်တာပေါ့ဥမာကိုကတခုခုမြင်လိုက်တယ်ဆိုလို့ရှိရင်အဲ့မြင်တဲ့ဟာကိုကိုစိတ်ကနေဒါဖားလဲမကားဆိုနေကားပေါ့နော်ဒါလေးတောင်အရာကြီးရှိတယ်ပေါ့အောက်မှာဘိန်းနှလုံးပါတယ်ပေါ့အဲပြီးလို့ရှိရင်သူကဘလင်းမမှန်နေပါဒါဟိုကားဆိုပြီး passive လို့နေပေါ့နော်ဒီလိုမျိုးဘာသာပြန်ပြီးလက်ခံလိုက်တာပေါ့အဲ့တော့အဲအဲ့ဒီတိစိတ်မပါတယ်အဲ့လိုမျိုးဘာသာပြန်ပြီးလက်ခံလိုက်တာအဲ့ဒီလိုမျိုးပေါ့နော် အဲ့အကြောင်းရအောင်ဟိုသူ့ရဲ့ essays on new essays on human understanding ပေါ့နော်အဲ့တော့လူအဲတိနာလည်းမှုအကြောင်းစာဘာမှတော့ပြောရင်စာစုများစာတမ်းများတော့ပြောပါတော့အဲ့တော့အဲ့ထဲမှာထည့်ပြီးရှိခဲ့ပါလေ1869ခုနှစ်မှာဆိုရင်တော့ German philosopher အဲ German တွေးခေါ်ပညာရှင်ပဲ Edward von Hartmann ဆိုတဲ့သူကအဲသူ့ရဲ့ philosophy of the unconscious အဲ့တော့မသိစိတ်ရဲ့တဏ္ဍလို့ပြောရမှာအဲ့ဒီဟာကိုထုတ်ခဲ့တဲ့အဲ့တော့ဒီအာ Johann Friedrich Herbert ပြီးရနောက်မှာဘာဖြစ်ခဲ့လဲဆိုလို့ရှိရင်1895မှာ Sigmund Freud နဲ့ Joseph Breuer က Studies on Hysteria ဆိုတဲ့စာအုပ်ထုတ်ခဲ့တယ်တဲ့အဲ့တော့အဲအဲ့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင် psychoanalysis ဆိုတော့စိတ်သိုပ်ခွဲပညာပေါ့เนาะပြီးတော့သူ့ရဲ့ဒီမသိစိတ်အကြောင်း theory လည်းထည့်သွင်းရတာခဲ့1912ခုနှစ်မှာဆိုလို့ရှိရင်เนาะ Carl Jung ဆိုတဲ့ပညာရှင်က the psychology of the unconscious ဆိုတဲ့စာကိုရေးခဲ့တယ်အဲ့တော့ဘလို့မသိစိတ်စိတ်ပညာပေါ့เนาะမသိစိတ်စိတ်ပညာလို့ပြန်မှာတယ်အဲ့တော့အဲ့ဒီအထဲမှာဆိုလို့ရှိရင် suggesting that all people have a culturally specific collective unconscious အဲ့တော့သူဆိုလိုတာကဘာလဲဆိုရင်လူတိုင်းမှာအဲ့လိုဘုံအာလူတိုင်းမှာဆိုတာဒီရင်ကျိမှုတူတူဖြစ်စေတူတူဖြစ်စေပေါ့နော်အာ sorry culturally specific ဆိုတော့ရင်ကျိမှုတူညီတဲ့လူတွေပေါ့နော်ဒီမှာမြန်မာနိုင်ငံဆိုဒီမြန်မာနိုင်ငံရင်ကျိမှုဒီရှိနေတဲ့သူတွေပေါ့ အဲ့ဒီသူတွေမှာအရင်ချင်းမှုနဲ့ဆိုင်တဲ့အဲ့မတိစိတ်ဘုံမတိစိတ်တခုတော့ရှိနေရပေါ့အဲ့တော့အဲ့ဒီမတိစိတ်ဆိုတာကဒီမြန်မာနိုင်ငံကသူရဲ့အဲ့ unconscious နဲ့အာသူတခြားသောနိုင်ငံတိုင်းပြည်ကလာရဲ့လူရဲ့ unconscious နဲ့တော့တူမှာမဟုတ်တူလို့ပြောချင်တာပေါ့နော် Okay အဲ့တော့အဲ့ဒါပြီးလို့ရှင်ပုံလေးတက်ကြည့်ပါဒီထားခွန်းလေးပါပါလေပေါ့နော်အဲ့တော့ what အာဒီ တဲ့ဘာမှဆိုရင်ဘယ်ကစလဲ experiences and sensations combine to form ideas အဲ့တော့အတွေ့အကြုံတွေနဲ့အာရုံသိမှုတွေ啊ဆိုလို့ရှိရင်အာ ideas အတွေ့အကြုံဖြစ်ပေါ်ခုအာအတွေ့အကြုံပေါင်းပြီးတော့အတွေ့အကြုံဖြစ်ပေါ်လာအဲ့တော့အတွေ့အကြုံအဲ့ဒါကိုခွဲကြည့်တဲ့အခါမှာ similar ideas can coexist or combine အဲ့တော့နည်းနည်းစင်တူရဲ့အတွေ့အကြုံဆိုလို့ရှိရင်တို့အတူတူရှင်တယ်ဒါမှမဟုတ်လည်းပေါင်းဆက်သွားနိုင်တယ် dissimilar ideas resist one another and become forces in conflict အဲ့တော့မတူညီတဲ့အဲ့အတွေးတွေ ਆ ဆိုလို့ရှိရင်တော့ resist one another ဆိုတော့တခုတစ်ခုတွန်းတိုက်ကြရပေါ့နော် and become forces in conflict အဲ့တော့ပฏิပခအဲသူသူဖြစ်ဖို့အတွက်အားဒီဖြစ်လာရပေါ့နော်အော် okay အဲ့တော့ဒီ forces concepts become forces ဆိုတာအဲ့ဟာပေါ့နော်အော်ဒီဘယ်လိုလဲအဲ့ အကြောင်းခုကိုယ့်ရဲ့အတွေးထဲမှာဖြစ်လာတဲ့အဲ့အတွေးနှစ်ခုအားတစ်ခုနဲ့တစ်ခုကပုံစံတူမနေဘူးအဲကွဲပြားခြားတဲ့အတွေးဖြစ်လာပြီဆိုလို့ရှိရင်အဲ့နှစ်ခုက forces တွေဖြစ်လာတယ်ဆိုတော့တစ်ခုနဲ့တစ်ခုအဲ့ဘူးလေတုံးကန်နဲ့အားရဖြစ်လာပြီးတော့အားကြီးရဟာနိုင်ရပါမယ်ဒီဒီမျိုးပေါ့နော် Okay, အဲ့တော့အမှားရထားတာ one idea is forced to become favored over another အဲ့လို conflict ဖြစ်လာတဲ့အခါမှာ ဒီအကြံဉာဏ်နှစ်ခုရှိရဆိုရင်အဲ့ဒီကတစ်ခုကိုပို့ပြီးတော့အဲရွေးလိုက်မယ်ပို့ပြီးတော့ရွေးရမယ်ပေါ့နော်ဆိုတော့လက်သင်ခံလိုက်မယ်ပေါ့နော်အဲ့တော့ the favorite idea stays in consciousness အဲ့လိုမျိုးလက်သင်ခံရတဲ့ idea ကကိုယ့်ရဲ့သိစိတ်ထဲကိုရောက်လာမယ် the unfavorite idea leaves consciousness it becomes an unconscious idea အဲ့လိုမျိုးလက်သင်မခံတဲ့အတူတူအကြံဉာဏ်ကြတော့အာသိစိတ်ကလည်းထွက်ပြီးတော့မသိစိတ်ထဲကိုရောက်သွားမယ်ပြီးရင်မသိစိတ်ထဲမှာကျန်နေခဲ့မယ်ပေါ့ဟွန်း Johann Herbert was a German philosopher who wanted to investigate how the mind works. Johann Herbert ဆိုတဲ့ German philosopher ဆိုလို့ရှိရင် German တွေးခေါ်ပြန်ရှင်ရဆိုလို့ရှိရင်ပေါ့နော်။စိတ်ဘလိုမျိုးအလုပ်လုပ်တယ်ဆိုတာသိချင်ပါတယ်။ In particular သူသဖြင့်အဖြစ်အာသူသဖြင့် how it manages ideas or concepts အဲ့တော့အတွေးတို့အကြံတို့အယူဆတွေဘယ်လိုမျိုးဖြစ်လာလဲဆိုတာသူသိချင်တယ်။

the mind must use some kind of system for differentiating and storing ideas အဲ့တော့စိတ်ဆိုစိတ်ကပါเนาะဒီအကြံဉာဏ်ဒီအတွေးတွေကိုအာသိမ်းထားဖို့ခွဲခြားဖို့သူစနစ်တစ်ခုတော့လုပ်လိုက်မယ်သူတွေးရပါเนาะ he also wanted to account for the fact that although ideas exist forever အဲ့တော့သူတသက်ပြချင်တာတစ်ခုရတယ်ပါလဲဆိုလို့ရှိရင် အိုင်ဒီယာတွေကအမြဲရှိနေရဲ့ပေါ့နော်ရှိနေပြီမင်းသူထင်တာပေါ့နော်အဲ have a thought them incapable of being destroyed အဲသူကအိုင်ဒီယာတွေကဘယ်လိုဘယ်လိုပြောရမလဲမဖြက်စီးနိုင်ဘယ်လိုလဲဖြက်စီးလို့မရနိုင်လို့သူတွေးရပေါ့နော်အဲ့တော့ကြောင့်မလို့အိုင်ဒီယာစီကအမြဲရှိနေပြီမင်းလေ some seem to exist beyond our conscious awareness အာ uh, Uh, the 18th century German philosopher, the German philosopher uh, Gottfried uh, Leibniz, uh, sorry, Leibniz was the first to explore the existence of ideas beyond awareness. Uh, အဲ့ Gottfried Leibniz ဆိုတဲ့ German philosopher ကျွန်မတွေ့ခေါ်ပြရရှင်ဆိုလို့ရှင်เนาะဒီတိစိတ်ထဲမှာမရှိရ idea ရောပထမဆုံးတူတော့ခဲ့အဲရှာဖွေခဲ့ဖြစ်ပါတယ်သူတို့ကိုအဲဘယ်လိုနာမည်ပေးခဲ့ဆိုရင် Ptite အဲ perceptions အဲ Ptite ဆိုတာ small thing တွေဒီပဲရတယ်ဗောနော Ptite အဲသိငယ်တဲ့အဲလိုသိမြင်မှုတွေလို့ပြောခဲ့တယ်တဲ့ as an example သူဥပမာပြခဲ့တာကတော့ he pointed out that we often recall having perceived something အဲကိုရပါတော့အမြဲတခုခုမှဆိုရင်အမြင်လိုက်သလိုကြားလိုက်သလိုသိလိုက်သလိုပေါ့နော်အအဲ့လိုမျိုးသိလိုက်သလိုတော့ရှိကြရဲပေါ့နော် such as the detail in a scene အဲ့တော့တခု detail တခုပေါ့နော်အဥမာအာမနေ့ကသမင်းစားတော့ကလေဒီဟာငါသိလိုက်ပါတယ်ဒီလိုမျိုးပေါ့နော် even though we're not aware of noticing at the time အဲ့တော့အဲ့ဒုံက ့လိုဟို uh, uh, consciously အဲ့လိုစိတ်ကနေပြီးပြောဒါဒီမှာပဲဆိုပြီးအဲ့လိုမျိုးရှိနေရတာမဟုတ်ပြင်းအဲ့လိုမျိုးပြန်ပြီးခေါ်နိုင်တယ်ပေါ့နော်အဲ့ဒီ detail ကို This means that we perceive things and store a memory of them despite the fact that we're unaware of doing so. at uh, all. Uh, သူသူဆက်ဆက်ပြီးတွေးတာဖြစ်ဆိုတော့ဒီဒီလိုမျိုးပေါ့နော်အဲ့ဒီတော့တမင်းတကမမှတ်လိုက်ပါပဲနဲ့ခိတ်ထဲမှာရှိနေတယ်ဒါတော့တည်နေသလိုပဲဆိုတဲ့ဟာဘာကိုပြောရလဲဆိုလို့ရှိရင်ပေါ့နော်ကိုရီကအဲ့လိုတမင်းတကကြီးလှုပ်ယူပြီးမှတ်နေရမဟုတ်ပဲနဲ့ဒီစိတ်ထဲမှာအဲ့ဒီအရာကြီးကအာဟိုမှတ်သိမ်းထားလိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါ dynamic ideas အဲ့တော့ဟိုဘယ်လို အာအမြဲတမ်းတွန်းတိုက်လှုပ်ရှားနေတဲ့အတွေ့လို့ပြောပါတော့အော် according to herbert herbert ပြောပုံရဆိုလို့ရှိရင် ideas from uh, ideas form as information from the senses combines အဲ့တော့ idea အတွေ့အကြုံဆိုတာကဒီအာအာယုံခံအဖွဲ့စီရလာတဲ့ information ပေါ့လေဥမာမြင်နေကြရဲ့အနံ့ရရဲ့ဒါမျိုးတွေကပေါင်းပြီးတော့ဖြစ်လာတယ်လို့ပြောတယ် The term he uses for ideas to so ideas của tông nghệ um, idea tông nghệ to term thì sẽ có lông bỏ nó đào lô ok The first following người kia mà nó hãy mấy chào mình what tan thuật mà uh, encompasses thoughts, mental images, and even emotional states. You ตูที่รู้ชาวเมมาปอนเราต้องแค่เสกลงมาสูชิ่งถ้าอัดวีดีอ๋อใส่มาปงโพท่าเลยที่ mental images ดีอ๋อพี่อ๋อใส่แค่สาเจตีลาไปปอนเนาะ but t h i s make up the entire content of the mind เออไอ้หายกองเราปองไหนดาใส่ไปลิเออใส่มาพี่ตั้งยาใหญ่กอนเราไม่พี่นี่สูรอ and Uh, habits saw them not as static but dynamic elements အဲ့တော့ဒီ habit ကပေါ့နော်အဲ့ဒီအတွေးတွေစိတ်မှာပုံဖော်ထားတဲ့အရာတွေအစိတ်ခံစားချက်တွေအရဆိုလို့ရှိရင်အမြဲတမ်းအဲ့လို static ဆိုတာတည်ငြိမ်နေတဲ့အရာတွေမဟုတ်ပဲね dynamic ပေါ့နော်လှုပ်ရှားသဝင်နေတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ able to move and interact with one another အဲ့တော့လှုပ်ရှားမယ်ပြီးတစ်ခုနဲ့ခုအချင်းချင်းဆက်နွယ်မယ်သူအာတုံ့လှယ်မယ်ပေါ့နော် ideas အတွေးဆိုတာ he said can attract and combine with other ideas of feelings အဲ့တော့အတွေးတွေဆိုတာလို့လဲတခြားသောအတွေးတွေကိုခိတ်ခံကြဆိုစိတ်ခံစားချက်တူနေကိုဒီပေါင်းစည်းနိုင်တယ် all repulse them အဲ့တော့ကိုတွန်းကန်နိုင်တယ်ဗောနော rather like magnets အဲ့တော့ဒါပါပဲ um the light တွေလိုမျိုးပဲဗောနော similar ideas အဲ့တော့နည်းနည်းစင်တူတဲ့အတွေး such as color and tone အဲ့တော့ color တို့တွန်းကာလာဒီလိုမျိုးရယ်ဆိုလို့ရှိရင် attract each other and combine to form a more complex idea ဲ့တော့အဲအဲ့လိုမျိုးစင်တူတဲ့ category မှာရှိရတဲ့အတွေ့အကြုံဆိုလို့ရှိရင် attract each other ဆိုတော့ဟုတ်လေသူတို့ပေါင်းကြဖို့ပေါ့နော်ပေါင်းကြမယ်ပြီးလို့ရှိရင်ပို့ပြီးတော့ conflict ရှုပ်ထွေးရဲ့အတွေ့တစ်ခုဖြစ်သွားမယ်ပေါ့နော် However, tabi me if two ideas are unlike, an idea na ku ka ma tu ni u so lo shin, they may continue to exist without association. Alo sat sat mo mo shi ba ne. This causes them to weaken over time. So that they eventually sink below the threshold of consciousness. Um, should two ideas directly contradict, with, uh, contradict one another, အဲ့တော့ iron တစ်ခုอ่ะလုံးဝအဲ့လိုစိုက်ကြည့်မဖြစ်နေတော့ resistance occurs အဲ့တော့သူတို့နှစ်ခုကြာမှာအဲ့လိုတွန်းတိုက်တာဝင်တစ်ခုရှိတာပြီ and concepts become forces when they resist one another တဲ့ဒါပေါ့အကောင်းဆုံးအစားလေးပေါ့နော်အဲ့တော့ဒီ concepts ဒီအတွေးကြီးအကျန်နေရဆိုလို့ရှိရင်တနခုနဲ့တခုအဲ့လိုမျိုးအဲလက်သင်မခံမနေအဲ့လိုတုံးတောက်တိုက်ဖြစ်ကြတဲ့အခါမှာ um အားတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ they repel one another with an energy that propels one of them beyond consciousness အဲ့တော့သူကဒီလိုတွန်းတိုက်ကြတဲ့အခါပေါ့နော်အဲဘလုံးအဲတွန်းတိုက်ကြတဲ့အခါမှာဘလုံးမျိုးတောင်ဖြစ်လဲဆိုရင်နောက်ဆုံးတစ်ခုအဲ့ idea နှစ်ခုတွေကတစ်ခုက consciousness သိစိတ်ရဲ့အပြင်ဘက်ကိုရောက်သွားတဲ့အားနဲ့အဲတွန်းတိုက်ကြတယ်ပေါ့နော် into a place အဲ့ဘယ်ရောက်သွားမလဲဆိုလို့ရှိရင်

ဟာဘတ်အတွက်ကဒီ unconscious ဆိုတာပေါ့နော် um ဘယ်လိုပြောမလဲအမေးမိန်သွားတယ်ပြီးတော့အဲ့လိုစိတ်တိစိတ်ထဲမှာလက်ခံနိုင်ဖို့မဖြစ်နိုင်တဲ့ idea တွေကိုထားဖို့နေရာတနေရာလို့ပဲမြင်တယ်ပေါ့နော် in positing a two part consciousness အဲ့တော့ဒီတိစိတ်နှစ်ခုထားတဲ့အခါမှာဟဲ့ဖျောက်သွားရင်ဆိုရင် split by a distinct a distinct threshold အဲ့တော့ဒီချားရဲ့မှာတိကြရှိလို့ပဲစီးပေါင်ခိုင်ခိုင်မာမာနဲ့ချားထားတဲ့အဲ့တိစိတ်တိမှုမတိမှုအဲ့အပိုင်းနှစ်ပိုင်းနေပါကိုထားရခါမှာ he was attempting to deliver a structural solution for the management of ideas in a healthy mind အဲ့တော့သူဆိုလို့ချင်တာပေါ့နော်ဒီစိတ် ။ဟိုကြမ်းမာတဲ့စိတ်တစ်ခုထဲမှာ idea တွေကိုဘယ်လိုမျိုးခွဲခြားထားမလဲဆိုရက်ဒီ structure ပေါ့နော်ပုံစံအဖွဲ့စည်းတည်ဆောက်မှုပုံစံတစ်ခုလေးကိုသူကချပြချင်တာပေါ့နော်။ But Sigmund Freud was to see it as a much more complex and revealing mechanism. ဒါမဲ့ Sigmund Freud ကကျတော့ဒီ unconscious မသိစိတ်သိစိတ်ဆိုတဲ့ဟာကိုပုံပြီးတော့ရှုပ်ထွေးရဲ့အဲရန်ရတစ်ခုနဲ့မြင်တယ်ပေါ့နော်။ he combined Harvard's concepts with his own theories of unconscious. သူကအဲ့ um, Harvard's drives to form um, the basis of the 20th century's most important therapeutic approach psychoanalysis အဲ့တော့အဲ့လိုပေါင်းလိုက်ပြီးရအောင်ပါဖြစ်လာတယ်ဆိုလို့ရှိရင် ့၂၀ရာစုရဲ့အရေးအကြီးဆုံးသောအာအရေးပါဆုံးသောအာ therapeutic approach ဆိုတဲ့ခုခံစိတ်ပညာအခုခံအာဒီကံလေးတစ်ခုဖြစ်တဲ့ဒီစိတ်ဟိုလေခွဲခြားမှုပညာပေါ့နော်အဲ့ဒီဟာတခုဖြစ်လာစီပါရင်ပေါ့ဒါပါပဲအော်ဒီဟာလေးရှိတယ်အော်ဒါကဒီ structuralism ဆိုတာ unconscious subconscious ယူစိတ်ကိုပေါ့နော်အပုံစံချရဲပေါ့နော်အပုံစံချနေချထားရနေပြီးတော့အဒီ unconscious ကလူတွေရဲ့ဘယ်လိုပြောမလဲအအသူမလို့ခြင်းတဲ့အတွေးတွေကိုထားဖို့နေတသက်ပဲဆိုတဲ့ဟာတစ်ခုကနေပြီးတော့အ therapeutic ပေါ့နော်အကိုကိုခံလူတွေကိုကုသပေးနိုင်တဲ့နေရာတစ်ခုဖြစ်အအဲ့ဒီတစ်ခုဖြစ်ကြောင်းသွားတယ်ပေါ့ တော့ဒီဟာရမှာဆိုလို့ရှိရင်เนาะ thoughts and feelings အတွေးတွေနဲ့ခံစားချက်တရား contain energy အဲ့တော့ energy ပါရပေါ့เนาะစွမ်းအင်ဖြစ်နေပေါ့ uh acting on each other like magnets to attract or repel like or unlike ideas အဲ့တော့ဒီတူတဲ့တောင်မတူတဲ့ idea တွေကိုအဲဆွဲနေဆွဲမယ်ဒါမှမဟုတ်တွန်းနေတွန်းမယ်ဒီလိုမျိုးဖြစ်နေတဲ့ အဲ့တော့တော့တန်လိုက်ပုံနဲ့ပြထားရပါတော့ ideas that do not contradict each other are drawn together and can coexist in consciousness အဲ့တော့ idea တွေကအဲသူသူအရင်ဆက်ညီပါမဖြစ်တဲ့ idea တွေอ่ะဆိုလို့ရှိရင်တူတူတွဲပြီးတော့တိစိတ်ထဲမှာနေနိုင်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် two ideas that cannot coexist conflict repel each other အဲ့တော့ idea အချင်းချင်းပေါ့နော် အာအတူတူကတွဲပြီးမရှိနိုင်တဲ့ idea ဆိုရှင်အာ repel each other လို့တုံးကန်ကြရပါတော့ and one of them may even be pushed out of consciousness အာခေါင်းတစ်ခုอ่ะဆိုလို့ရှင်တော့ဒီသိစိတ်ထဲကနေတွန်းထုတ်ချင်းခံလိုက်ရနိုင်တယ်ပေါ့အဲ့တော့ကိုယ့်ဟာကိုပြန်ပြီးတော့ reflect လုပ်ကြည့်လို့ရှင်ပေါ့နော်ကိုယ်ေမှလည်းနေတိုင်းလိုအဲ့လို idea တွေကဖြစ်လာရပေါ့လေအဲ့တော့အဲ့ idea တွေမှာကိုယ့်ရဲ့အာနကိုတွေးတဲ့ ဘယ်လိုပြောရမလဲသူရဲ့ပုံစံနဲ့မကိုက်လို့ရှိရင်ဒါရဆွမျက်ချင်ခံရရတယ် right ကိုက်လို့ရှိရင်တော့ကိုယ်ခေါင်းထဲမှာဆွဲနေဒီလိုမျိုးပေါ့နော်အဲ့မျိုးရပဲပေါ့ okay so that's it thank you